ခုတစ်ခေါက်ပြောနေတာကတော့ဒီ online ပေါ်မှာပြန်နေတဲ့မြို့သေးသေးလေးမှာလရင်ကြီးစင်မီတော့ဆိုတဲ့တူယူဖွဲ့ကဖြစ်ပျက်တဲ့ဘောပြောနေတာကြဒီဖြစ်ပျက်ကြောင်းပြောခြင်းတော့911ကိစ္စနဲ့စပြောရမှာဖြစ်ပါလေ911လို့လူတိများတဲ့လရင်တွေကိုစံဖတ်သမားတွေပိုင်းစီပြီးနယူးယောက်ကကမ္ဘာကုန်သွယ်မှုဘဟုဌာနနဲ့ပင်တကွန်ကိုတိုက်ခိုက်ခဲ့စင်တာပေါ့ data လေကြောင်းလိုက်ကလရင်မဲ့ဝက်စနာစင်ရဲ့တွေ့ကြုံကိုဖော်ပြခြင်းပါလေ စတေမောစတေးရဲ့အင်္ဂါနေ့မနက်မှာတဲ့ကျမတို့လေရင်ဟာ front back ကနေထောက်ခွာ ပြန်တန်းလာခဲ့ပါလေအချိန်9နာရီခန့်ကြာပြီးမြောက်အတလန်တိတ်သမုဒ္ဒရာပေါ်မှာပြန်တန်းနေတာပါတဲ့ဒေအီမူကကျမတို့ရဲ့အတလန်တာမှာရှိတဲ့ data လေကြောင်းလဲရုံချုပ်ကိုလှမ်းပို့လိုက်တဲ့အကြောင်းကြားစာပေးတယ်ခီးတဲ့လေရင်များအားလုံးအမေရိကန်နိုင်ငံပေါ်ပြန်တန်းခွင့်ပိတ်လိုက်ပြီးအနည်းဆုံးလေစိမ့်မှာဆင်းပါဘယ်လေစိမ့်မှာလေရင်ဆင်းသလဲဆိုတာပြန်ပြီးတော့သတင်းပို့ပါလို့စာမပါပါပါတယ် လိင်မှုကဒါနဲ့ကနေဒါနိုင်ငံပိုင်ကန်ဒါဆိုတဲ့လေစိမ်းမှာလိင်စင်းမှုဆုံးဖြတ်လိုက်ပါတယ်။နေရာနာပါတီကိုလိင်စင်းမှုတောင်းတော့ဘာမေးကုန်မှပြန်မေးပဲချက်ချင်းဖွင့်ပြခဲ့ပါတယ်။ကန်ဒါလေစိမ်းထဲမှာလိင်ကိုနေရာတကျရက်ပြီးတဲ့နောက်မှာလိင်မှုကခီးတဲ့တွေကိုကျမတို့သိထားခဲ့တဲ့အမေရိကန်ကချီနေကိုပြောပါတယ်။ခီးတဲ့တွေကသဘောမကျတဲ့အတန်တွေကြဲကြဲလောင်လောင်ထွက်လာတယ်။တချို့ကလည်းဒီသတင်းကိုမယုံနိုင်အောင်ဖြစ်နေတယ်။ ချိန်တနားရီလောက်တွင်းမှာပဲကဘာနှက်ကဂန္ဓာလီစိတ်ကိုဆင်းလာရဲ့လေရင်53စင်းအောင်ရှိတယ်။ရေဂန်ဂျက်လီယင်ကြီးကပဲ28စင်းပြ။မျိုးလေးကတတိလေးလေးဆင်းလာတဲ့လေရင်က53စင်းစဉ်းစားကြည့်ပြီးတော့ဂန္ဓာမျိုးတော်ဝင်အီလီယောနဲ့မျိုးသူမျိုးသားတွေဟာသူတို့မျိုးလေးကိုရုတ်တရက်ရောက်လာတဲ့ဧည့်သည်တွေအားလုံးအတွက်အစားအသောက်နေထိုင်ဆင်ပြီးအောင်ချက်ချင်းပဲစီမံရပါတော့တယ်။ချက်ချင်းဒီတဖုံတွေကတစ်သက်တည်ရတာကန္နာမျိုးကတည်တည်လေးလူဦးရေ1000ကျော်ပဲရှိပါတယ် ဆင်းလာတဲ့လေရည်နဲ့ပါလာတဲ့ခီးစက်ပေါင်းကအဲ့ဒီထက်များပါတယ်1500ဗျာမြို့မှာရှိတာလူကြီး1400ကနေဒါအနောက်ပိုင်းကဂန်နာမြို့နဲ့85ကီလိုမီတာပတ်လည်မှာရှိတဲ့စာသင်ကျောင်းတွေခန်းမတွေတဲခိုကန်းတွေအားလုံးလူစုဝေးရာနေရာဌာနအားလုံးပိတ်လိုက်ပြီးလေရင်ခီးစက်တွေတဲခိုနေထိုင်ဖို့အတွက်စီစဉ်ပေးပါတော့တယ်တချို့နေရာတွေကကရင်ချို့နေရာတွေမှာမှုရအဲ့ရခင်းနေလူရာမရှိအောင်ပြင်ဆင်ပါတယ် ။ကျောင်းသားကျောင်းသူတွေကခီးသည်တွေဆင်ပြီးအောင်စေနဝင်နဲ့လှူအားပေးပါတယ်။လေရင်ပေါ်ခီးသည်218ရောက်မှာအများစုကခန္ဓာနဲ့45ကီလိုမီတာဝေးတဲ့လူဝတ်စပို့မြို့ကလေးကကျောင်းမှာတဲရပါတယ်။အမျိုးသမီးသေးသက်နေခြင်းသူတွေတဲ့တည်သက်စီစဉ်ပေးတဲ့တဲခွန်နေထိုင်ရတဲ့နှစ်ရက်။သူနာပြုတဲ့အစဉ်သင့်ကူညီတယ်။သွားဆရာဝတ်တယောက်ကလိုတဲ့အချိန်ခေါ်ပါလာမယ်ဆိုတဲ့ခီးသည်တွေကကိုယ်စားမြို့သမီးကို24နာရီကျန်းမာရေးဆောင်ရှောက်တဲ့ဌာနရဲ့မင်းနဲ့ချင်းဆိုင်ကအိမ်မှာထားပေးတယ်။ အသက်ရွယ်ကြီးတဲ့ခီးတဲ့တိုင်းကိုလည်းစေနာရှင်တွေကသူတို့နေအိမ်တွေမှာတဲခိုစီပြီးနွေနွေထွေထွေဆောင်းလျှောက်တယ်။ခီးတဲ့တွေကလေးလိုက်ခီးသွားခြင်းနဲ့နှစ်ရက်နေရတာပြင်းတယ်ပြောတော့မြေချောင်းရေကန်မှာရေလန်းပြော်ခီးစီစဉ်ပေးတယ်။တချို့ကအနာကတတော်တဲ့ခီးတူထွက်တယ်။အစားအစာတွေလည်းအလျံပဲ။ပေါင်မုတ်ဆန်တွေကပေါင်မုတ်တွေလက်လက်ဆက်ဆက်ပူပူနွေနွေဖုတ်ပေးတယ်။ပေါင်မုတ်တွေလိုတလောက်လာယူပါလို့ခီးတဲ့တွေကိုဖိတ်ခေါ်တယ်။အားလုံးက free ပဲ။မနက်နေ့လည်းည ဆိုင်မာစာကျင်သူတွေကိုဆိုင်တွေကလာခေါ်ပြီးမြစ်တာနဲ့အခန့်ကျူးမှုတယ်။တဲကူရနေရာမှာပဲစာကျင်သူတွေတို့လည်းလာပို့ပေးတယ်။ခီးတရေပါလာတဲ့ဝက်ကိုရှော့ပုတ်ပြီးဝတ်နိုင်အောင်ဒိုးပြီးတိုကင်တွေထုတ်ပေးတယ်။ခီးတရေပစ္စည်းတွေဟာလိမ်ပေါ်မှာကျန်ရင်တာပြီတော့တကူရီသုံးပစ္စည်းတွေပေးတယ်။ဘာမှမလိုအောင်မြို့ကန်တွေကစီစဉ်ပေးပါလေ။လေရင်တွေပြန်ထွက်ရမယ်ဆိုတော့ဘယ်လေရင်ကခီးတွေကဗမာတဲတယ်။ဘယ်အချိန်လေရင်ကိုပြန်ပို့ရမယ်ဆိုတော့စင်းတင်းတင်းကြကြနဲ့အချိန်ကိုက်လုပ်ထားတာစနစ်လွန်ကြပါလေ။ ခီးတဲ့တူတယောက်မှဂျမနီရစ်အောင်နောက်လည်းမကြအောင်လရင်ထွက်မဲ့အချိန်တိုင်းအဲ့ဒီဂန္ဓာမျိုးလေးကချက်ချင်းတွေကကွက်တီစီစဉ်ပေးကြတယ်လရင်ဒစင်းဒစင်းပြန်တန်းထောက်ပါတယ်တကယ်ကိုလှလှပပပူပေါင်းဆောင်ရွက်မှုပဲဖြစ်ပါလိမ့်ကျမတို့လရင်ကခီးတဲ့တွေလရင်ပေါ်ပြောင်းတဲ့အခါအစင်းလုံးကနဲ့လုံးဝမတူတော့ဘူးအပျော်ခီးထွက်လာပြီးပြန်လာတဲ့သူတွေနဲ့တူးနေတယ်လရင်ပေါ်ကစင်းရတော့ခီးတဲ့တွေကတယောက်နဲ့တယောက်ဒစင်းပြပြနေတယ် လင်းပေါ်ပြောင်းတော့ငယ်ပေါင်းကြီးပေါ်တယ်လို့ရေးနေနေဖြစ်သွားတယ်။မြုပ်ကန်အင်ရှင်နဲ့အဝတ်ကြေပုံကိုအပါရိယပြင်ပြောတယ်။ခီးတဲ့ရှင်ရဲ့ဖုန်းနံပါတ်နဲ့အီးမေးလ်တွေအင်္ဂလိပ်စာတွေဖလဲတယောက်တယောက်ခေါ်ပုံပြောပုံလည်းရေးနေနေတယောက်နဲ့မတယောက်တည်နေတယ်။အဲဒီအချိန်မှာမထင်မှတ်တဲ့ဖြစ်တစ်ခုဖြစ်လာတယ်။ခီးတဲ့တယောက်ကလင်းပေါ်မှာကျင်ညာတဲ့စကားပြောစနစ်ကိုတုံးွင့်တောင်းတယ်။ပုံမှန်ကဒီစကားပြောစနစ်ကိုလင်းရင်မှုထမ်းနေပဲတုံးရတာဗျာ။ ဒါပေမဲ့ကိုကထူးခြားတဲ့ချက်တွေဖြစ်လို့သူ့လက်ထဲကိုလေရင်မှုထဲကမိုက်ပစ်လိုက်တယ်။အဲ့ခီးတွေကဒဇိမိမိတွေနဲ့ကြုံတွေ့ရတဲ့မမေ့နိုင်စရာတွေ့ကြုံအချင်းချုံမြင်ပြောတယ်။ဒီမျိုးလေးအတွက်တစ်ခုခုလုပ်ပြီးကျေးဇူးတုံ့ပြန်တင်တယ်လို့အဆိုပြုတယ်။ဒီမျိုးရဲ့ထက်တဲ့ကြောင့်ကလေးတွေကောလိပ်ကိုဆက်တက်တဲ့အခါပညာသင်ဆေးထောက်ပံ့မှုရန်ပုံငွေတစ်ခုကို လေကြောင်းလိုက်နံပါတ် data 15ဆိုတာနဲ့ထူထောင်ဖို့သူကအကြံပြုတယ်။ကိုလူတဲ့ ငွေပမာဏရေးပြီးဖို့ဆော့ရတွေလက်ဆင့်ကန်တယ်ခီးတဲ့တွေကရမိုးချင်းထဲတယ်ဒေါ်လာ1400ကျော်ရတယ်။ဘာယူနီယပြည်ကလိုင်းလိုရှင်တယောက်ကလည်းအိမ်ကိုပြောင်းအောင်ရလှုပ်မှုချက်တဲ့အောင်မယ်ဒေတာလေးကြောင်းလိုင်းကိုလည်းလှုပ်မှုထဲဖို့တိုက်တွန်းမယ်ဆိုတယ်ကိုရင်ကိုရပြောင်းကြပြီးတော့လှုပ်မှုတွေဆက်ထဲတာဒေါ်လာ1000ကျော်ကျော်ပါတယ်။ကျောင်းသားပေါင်း150ကျော်ရဲ့ကောလိပ်ပညာရေးအတွက်ထောက်ပံ့ကြပါတယ်9/11ကြောင့်ကန္နာကိုနိုင်ငံတကာလိင်ပြီးဆင်းလာတဲ့နေ့ကအကြောင်းတို့တယောက်ဖြစ်တဲ့ကီယာပိုင်းက သူတို့လန်တဲ့ကစိတ်မက်သူတို့ဖျားကြောင်းမှာစေနာဝန်ထမ်းဖြစ်လှဝပေးခဲ့တယ်။ကလေးမေးရနားရပါစီဆိုပြီးသူကကလေးထင်းကူညီပေးတယ်။ခီးတဲ့တွေကိုအစားအသောက်တွေစီစဉ်ပေးတယ်။အဝတ်လျှော်တာအစားလုပ်ပေးတယ်။စေတနာကအကျိုးပြန်ပေးပါတယ်။ကီယာပိုင်တယောက်ခီးတဲ့ရေမွေကစကောလာရှစ်ရတယ်စေကြောင်းတက်ရတယ်။ဒါကကျမတို့မျိုးကိုတန်ဖိုးထားအသိမှတ်ပြုတဲ့သဘောပါ။အားပေးမြင့်တယ်မူကအထောက်ပံ့သိမ့်ဖြစ်တယ်လို့ဆိုတယ်။စကောလာရှစ်ကိုလောလောဆယ်ခံစားခဲ့ရတဲ့ကူရာမန်ကတော့ အဖြစ်ပြက်ပြွက်ခဲ့တဲ့ရက်ကို तू မမှတ်မိပါဘူးအဲ့ဒီချိန်မှာကရာမဟာတလသမီးပဲရှိပါတယ်သူ့ဘာတွေကတော့ကန္နာမနေနိုင်ပြီးခီးသက်တွေကိုကူညီပေးခဲ့တာပေါ့သူ့မိဘတွေရဲ့စေတနာချို့ကိုသမီးဖြစ်သူကခံစားရတာပါကရာမန်ကသူ့တို့မျိုးလေးနဲ့ပတ်သက်ပြီးကျမတို့မျိုးလေးကသတိလေးပါဒါပေမဲ့စွမ်းအားသိကြည့်တယ်လို့ကိုယူပြီးခုထက်တိပြောနေသေးပါဒါကတော့အင်မတန်ဂုဏ်ယူပွဲကောင်းတဲ့ဖြစ်ပျက်လေးတစ်ခုကိုပြန်ပြောင်းပြောတာပါ။နားဆင်ပေးတဲ့အတွက်ထူးပဲချီးစွတ်တမလေးဗျာ။